ဘရိုင်ကလည်းကျွန်တော်ပြောနေရမြင်တော့သူတို့လည်းပြောပါတယ်ဒါပေမဲ့ကမာလေးချောလေးကိုရတာတော့ကျွန်တော်ချောရည်လျှောက်ပြောတာပါဟာကမာလေးကချောပါတယ်ကမာလေးကကိုယ့်ကိုဘလောက်ဆောင်ပေးပေးတယ်ပေးပါတယ်ကောင်းပါတယ်မီလီမနာိုင်ထားပြီးမြဲချင်မလို့လားဟေးအခုနောက်ပိုင်းတော့လို့ကျွန်တော်တဦးတယောက်ကိုရှင်ရွယ်တာထက်လို့ကျွန်တော်နားထောင်နေသူတိုင်းခံစားနိုင်မှုတော့ကျွန်တော်ဥစားပြစ်ပါတယ်။ဘာလို့လဲကျွန်တော်ကျွန်တော်လို့ကျွန်တော်ခံစားချက်ကိုပဲကျွန်တော်ချင်းလို့ဆိုတာအများကြီး ။အားကြောင့်ပြောင်းလဲလေးဖြစ်အောင်လုပ်ပါ။ဒီချီနေနေကချင်းဆက်လို့လို့ဖြစ်နိုင်ပါဘူး။တော့ဒီ194မှာ တော့ကျွန်တော်ချိန်အနေနဲ့ပါဝင်ထားပါတယ်ကျွန်တော်ဒီတချင်းလုံးနေရဲ့လူငယ်တွေရပါပဲပေါ့ထပ်တူပါပဲကျွန်တော်အပြင်ကာရက်တာအတိုင်းပါပဲဘရိုင်ရလေကျွန်တော်ပြောနေရမြင်တော့သူတို့လည်းပြောပါတယ်ဒါပေမဲ့ကမာလေးချောချောလေးကိုရတာတော့ကျွန်တော်ချောရလေရှောက်ပြောတာပါဟာကမာလေးကချောပါတယ် ခုနောက်ပိုင်းတော့လို့ကျွန်တော်တဝူတရားကိုရှင်ရွယ်တာထက်လို့ကျွန်တော်နားထောင်နေသူတိုင်းခံစားနိုင်မှုတော့ကျွန်တော်ကိုဦးစားပြစ်ပါတယ်။ဘာလို့လဲ။ရင်တော့ကျွန်တော်တို့ကျွန်တော်ခံစားချက်ကိုပဲကျွန်တော်ချင်းလုပ်ဆိုတာများတယ်။အဲဒါကြောင့်အပြောင်းလဲလေးဖြစ်အောင်လုပ်ပါ။အကမလေးကကိုဘလောက်တော့ support ပေးလဲ။ပေးပါတယ်။ကောင်းပါတယ်။မီလီမနိုင်ထားပြီးမြဲချီမလို့လားဟေးချစ်လို့ရပါလေမဟုတ်ပဲ။ဒီကဝမ်းသာပါ။ငါမွေးစားမယ်လို့။ Bobby Beach Production ကျွန်တော်ဒီ194မှာတော့ကျွန်တော်ချိန်အနေနဲ့ပါဝင်ထားပါတယ်ကျွန်တော်ဒီတစ်ချက်လုံးနေလူငယ်တွေရပါပဲထပ်တူပါပဲကျွန်တော်အပြင် character အတိုင်းပါပဲစိုးရပါပဲကျွန်တော်ဒီလူငယ်တဘာဝရရှင်တွေ့တဲ့ຢာရီလုံးမယ်လမ်းမတွေ့ရခါလဲစိုးမိမယ်ပေါ့အဲ့ထားလေးပါပဲကျွန်တော်အဲ194ကိုရိုက်ဖို့ပြောတော့ကကျွန်တော်လူဒီဇညွန်းနဲ့ character ကိုကြည့်လိုက်တဲ့အခါမှာလို့ကျွန်တော်အတွက်လည်းကျွန်တော်လုံးနိုင်လောက်မဲ့ပမာဏပါပြီးပါတယ်ကျွန်တော်ဒီအပြင် character နဲ့တူနေရဆိုတဲ့ဟာမျိုးမှာကျွန်တော်လက်ခံပြတာပါ။ဒီဆက်လေးရောင်းနေမနက်ခင်းမှာ note ထားလျက်ရှင်းတမှာဟိုးဘွားအတွက်ကို ပြန်တမ်းပြလိုက်စမ်းမမိုးတာတဲ့အမတ်တရားတွေကတော့အများကြီးပါပဲလို့စိတ်လဲလှုပ်ရှားရတယ်ပြီးတော့အတွေ့အကြုံတွေလည်းအများကြီးရပါဘာလို့ဆိုတော့မတူတဲ့နယ်ပယ်ကအကိုရီအမတွေရောပြန်တော့ကိုတက်တိရဲ့တက်တဲ့အကိုအမတွေရောပါဝင်တဲ့အခါမှာလို့စိတ်လဲစိတ်လှုပ်ရှားသလိုမျိုးတွေ့ကြုံတွေလည်းအများကြီးရပါတယ်အမတ်တရားအခန်းကတော့လို့ကျွန်တော်တို့ clad ထဲမှာတချင်းဆိုတဲ့အခန်းပေါ့အဲ့ခန်းအမှတ်တရပါလို့ဆိုတော့ကျွန်တော်အဲ့နေ့ကဟိုဟာ ਨੇ show ကနေပြန်လာပြန်လာအချိန်မှာကျွန်တော်လမ်းမအိပ်ရသေးဘူးမအိပ်ရသေးတော့ကျွန်တော်လည်းဝင်ရိုက်တဲ့အချိန်မှာကျွန်တော်တို့က ဲ့လိုကျွန်တော်ဒိုင်အောင်မှားတာပေါ့အဲ့ချိန်မှာအကူမရရဝင်ပြောတဲ့အချိန်မှာအဲ့လိုကျွန်တော်တယောက်စားနှစ်ယောက်စားနေပြောရင်ကျွန်တော်အရန် pressure ဖြစ်ပေါ်ရောလို့ဘာမှတည်မဆောင်နိုင်တော့အဲ့လိုဒီဖြစ်သွားတဲ့အချိန်အဲ့ဒါတော့အဲ့ခန်းတော့မှတ်တရပါပဲတက်ခွေးနေอ่าเนี่ยแหละตะกั่วเนี่ยสอชื่อมาไม่สอไม่ชื่อคือเรามิ้วเหยล่ะเจอว่าเรานึกดีลงอ่ะมิ้วเนี่ยสาตาเนี่ยตะกั่วเนี่ยสาตาเนี่ย ကျွန်တော်တို့ဒီအပြင် character အတိုင်းပါပဲကျွန်တော်တို့လူငယ်ပွဲဆိုမယ်ပြီးသချင်းလုံးမယ်ဆိုတဲ့ဟာမျိုးပြင်ဒီထဲမှာလည်းကျွန်တော်တို့ဒီဇက်ဝင်တေးအနေနဲ့ကျွန်တော်တငယ်ချင်းချင်းအားပေးရဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့ကိုချင်းမီရဲ့ပေါင်းပြီးတော့လှုပ်ထားပါတယ်ဇက်ဝင်တေးအနေနဲ့အဓိကလို့ကျွန်တော်ပြောရဲ၄ယူ၄သိန်းပေါ့နော်အဲ့လိုစာဖတ်ပြီးပြောရတာကျွန်တော်ချက်ပြီးပြောရတာလွယ်ပါဒါမှမဟုတ်ဒီရနဲ့လိုက်ပြီးအဝင်ကွန်ကြားပြမဲ့၄ယူ၄သိန်းပြောရတဲ့အခါမှာကျွန်တော်တို့အဲ့လိုကျူလေးချင်းရတာလည်းရှိရပါတော့အဲ့တော့ကျွန်တော်ကတော့နည်းနည်းတော့ခက်ခဲပါတယ် ပိုးပိုးပါပါတော့ဖြစ်ပါရဲ့ဒါပေမဲ့ကျွန်တော်စိတ်ပူတာတခုပဲလို့ကျွန်တော်ကြောင်းတဲ့ဒီဒီအသင်းဖွဲ့တခုလုံးပေါ့နော်ကျွန်တော်အဆင်မပြေလို့နှောင့်နှေးသွားမှမျိုးပဲစိတ်ပူမိရမျိုးရှိခဲ့ရပါအဲ့တော့ကျွန်တော်ဒီ199ဖို့ရုပ်ရှင်ကကျွန်တော်လိုမတူရဲ့နေပယ်ကဒီနုပညာမောင်နှမရဲ့အကောင်လုံးပေါင်းပြီးတော့လှုပ်ထားတဲ့ဇာကားလေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့လူငယ် vibe လည်းအများကြီးပေးထားတာဖြစ်တဲ့အတွက်အားလုံးပဲဒီဇာကားလေးကိုလည်းကြီးရှိဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်